ဟာလာမဲမင်္ဂလာပါရှင်မွန်လိုင်း channel မှာကျေဆွေပါတယ်ကိုတာတာမီမီတို့ကို ပြောပြပေးမယ့်ပုံနှင်းလေးကနာမည်လေးကတော့နေဝင်ယူရီဆိုတဲ့ပုံနှင်းလေးပဲဖြစ်ပါတယ်ဟိုးရှိရှိတော့ကဘီရင်ကြီးတစ်ပါးမှာတမီတို့ကလေးတစ်ပါးရှိတယ်အဲ့ဒီတမီတို့ကလေးဟာပင်လေတွေကပလဲပလဲလုံးကလေးကို လာတဲ့အတွက်ကြောင့်ပလဲတီဝီလို့အမည်တွင်တယ် ။ဘီရင်ကြီးရဲ့မြို့အပြင်ဘက်မှာအတင်းကျိုင်းကုန်းရှိရှိပြီးတင်းကျိုင်းကုန်းမှာဘလူးတက်ကောင်ရှိတဲ့။အဲ့ဒီတင်းကျိုင်းဘလူးဟာမိုးချုပ်ကအနည်းနေဝင်ရိုးရီအချိန်ဆိုရင်မြို့ထဲကို ဝင်လာပြီးအစားရှာလိုက်တဲ့။တနေ့ကျဘလေးဘလေးဒီဝီဟာအင်ဒိုရဲ့အပြင်ဘက်မှာအမှုအမတ်တမဲကစားနေတာကိုဘလူးကြီးမြင်ပါလေရော။ဒီတော့ဘလေးဒီဝီကအင်မတန်ချော့အင်မတန်လာတော့ တင်ញိုင်ဘလူကခုပြေးဖို့ကြံနာဖို့ပဲဒါပေမဲ့ပလဲဒီဝီမာသူ့ဖခင်ကြီးခမဲတော်ပေးထားတဲ့ပေရောလော့ပေရောကလက်ဖွဲ့ကလေးနေပင်မဆွဲထားလို့ဘလူဟာအနာကိုမကန့်နိုင်ဘူးတဲ့ဒါနဲ့ဘလူဟာစိတ်မလျှော့မူချခဏနေဝင်ရိုးရင်ဆိုရင်ဘလူဟာ လူမင်းသားရောင်စားအမိအိန္ဒိုနမှာရပွဲရပွဲနဲ့လှည့်လေတဲ့တခါတည်းလေးမြင်းစည်းလို့တခါတည်းလေးချီချင်းလာ တဲ့ကွယ်ဘလဲဒီရီကတော့လူမင်းသားပဲမတ်တာပေါ့လေတနေ့ကဘလဲဒီရီကတနာစိတ်ပေါ်လာလို့မင်းသားရောက်ဆောင်နဲ့ဘလူးကိုအိမ်တော်ရဲ့လယံကနေပြီးစကားပြောလိုက်တဲ့ကွယ်ဘလူးလည်းအနာကလာရောဘလဲဒီရီလျော်ချမ်းဆိုချက်သိမ်းနေထားပြီးတခုလုံးတုံလာတဲ့ကွယ် ဒီတော့မှပဲမင်းသားစစ်မဟုတ်ပဲမကောင်းဆိုးဝါးမှန်းသိလို့မင်းသမီးကအပြိုတော်တယောက်ကိုခေါ်ပြီးမဆက်ပဲရဲ့ဟော်ဒီလူအားလူအစစ်မဟုတ်ကိုညနေတိုင်းနေဝင်ရိုးရီရောက်တဲ့အခါကျမကိုလာလာပြီးဒုက္ခပီးတဲ့ဘလူးပဲအင်တော်သားတွေကိုခေါ်ပြီး မောင်းထုတ်ပါလို့ခိုင်းတဲ့ကွယ်အဲ့ဒီအခါအင်တော်သားတွေလည်းဒုဆွဲသားစက်နဲ့ဝိုင်းဟာစီဟာလို့អော်ပြီးလိုက်တာပေါ့ ဘလူးလဲနာနာဘဝတကူနဲ့ကိုရောင်ဖျားပြီးအိမ်တော်ဝင်းထဲကထွက်ပြေးပါလေရောတည်းတင်းချမ်းပြန်ရောက်တော့အခါဘလူးကတွေးတယ်အင်းမင်းသမီးကိုခိုးယူဖို့ကြံစီနေတာဟာငါတယောက်တည်းမဟုတ်ဘဲကိုနေဝင်ရိုးရီဆိုတဲ့အကောင်လဲညနေတိုင်းလာနေတာဆိုပဲဘလူးအကောင်မျိုးပါလေအမေအမေရောက်ဆောင်ပြီးအိမ်တော်မင်းဆောင်တွေကချောင်းကြည့်ရင်ကောင်းလိမ့်မယ်လို့တွေးတဲ့ကွယ် တွေ့တဲ့အတိုင်းပဲဘလူဟာမြင်းရောက်စားမိအိမ်တော်မြင်းဆောင်ထဲမှာမြင်းတွေနေရောပြီးနေတာပေါ့လေ။ညရောက်လို့မောင်ကြလာတဲ့ဆိုရင်ပဲမြင်းကိုမြင်းတခုတည်းဟာမြင်းဆောင်ထဲဝင်လာတဲ့။ကင်းသမားတွေအလင်းမှာ မြင်းခိုးအမှုလို့လာတာပေါ့လေ။မြင်းတခုဟာမောင်ထဲမှာဝူရဝါမြင်ရတဲ့မြင်းတွေကိုလိုက်ဆန်းတယ်။ဘယ်မြင်းဟာချောတယ်လဲဘယ်မြင်းဟာကောင်းတယ်လဲလို့လိုက်ပြီးရွေးတာပေါ့လေ။ ဘလူးရောင်ဆောင်တဲ့မြင်းကိုတွေ့တော့အကောင်းဆုံးပဲဆိုပြီးတခိုးကဇက်ခွန်တာပေါ့ဇက်ခွန်နေဆိုတာမြင်းကိုဇက်ကျိုးတွေတက်တာပေါ့ရှင်ဇက်လဲခွန်ပြီးရောတခိုးကမြင်းပေါ်ခွန်တန်းပြီးမြင်းဆောင်တဲ့ကထွက်သွားတဲ့အဲ့ဒီအခါမြင်းရောင်ဆောင်နေတဲ့ဘလူးကစဉ်းစားတဲ့အေကနာအခုငါကြောပေါ်မှာ စီးတဲ့လူဟာနေဝင်ရိုးရီဆိုတဲ့အကောင်ဖြစ်မှာပဲအတော်ဆန်းတတိရှိပုံရတဲ့ဆိုပြီး ထုံဆိုင်ပြေးတော့တာပဲတဲ့မြင်းဘောကတခိုးလဲမြင်းကပြေးလွန်းတော့လင်းကြမှာဆိုလို့ဆက်ကျိုးကိုအတင်းဆွဲတဲ့တယ်မြင်းကလည်းဆက်ကျိုးကိုဆွဲလေပြေးလေပဲဒီတော့တခိုးကတွေးတဲ့အင်းဧကနငါးစီးတဲ့မြင်းဟာမြင်းစစ်တော်မဟုတ်ဘူးဘလူးဖြစ်မှာပဲမြင်းဆိုရင် အခုလောက်ဆက်ကိုဆွဲတာရဲ့မှာပေါ့ဘလူးလက်ကလွတ်အောင်ဘလူးကြံရပါမလဲလို့တွေးပြီးဟိုကြည့်တည်ခြင်းနဲ့ လိုက်သွားတဲ့ရင်ဘလူးကလည်းလူကိုကြောက်လူကလည်းဘလူးကိုကြောက်အတန်ကလေးပြင်းပြီးတော့ညောင်မင်းကြီးတပင်အောင်ရောက်သွားတဲ့အဲ့ဒီအခါတခိုးကညောင်ကိုင်းကိုတွဲလဲခိုလိုက်လို့မြင်းမော်ကလွတ်ပြီးကြံရိတ်ထက်တဲ့ဒီတော့မှတခိုးလည်းခင်းဆိုပြီးတပင်ချလိုက်တဲ့ဘလူးလည်းအတန်ကလေးပြင်းပြီးတော့မှညောင်မင်းကိုလက်ကြည့်ပြီးခင်းလို့တပင်ချလိုက်တဲ့တပင်နှစ်ခုလည်းတော်ရဲမှဟင်သွားရော သူတို့နှစ်ဦးလဲလူရာကိုထွက်သွားကြပါလေရောတဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်ဝါလိုက်စနေလေးကိုဆက်ခွိုင်းလေးမလို့တည်ရင်ဆက်ခွိုင်းလေးလုတ်ပြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်